မြန်မာနိုင်ငံကနေထွက်ပြေးသွားတဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက်ဒုက္ခသည်တွေနေရပြန်ခွင့်ကိုအာရခတက်တိုအီအီကလက်မခံရင်မဖြစ်မြောက်နိုင်ဘူးလို့ဒေသခံတွေနဲ့နိုင်ငံရေးအကြီးအကဲသူတွေကတုံ့တက်နေကြပါတယ်စစ်ကောင်စီကအခုလိုလက်ခံခဲ့တာဟုတ်မှန်နေဆိုရင်အဲ့ဒီဒုက္ခသည်တွေကိုဘေးနေရာမှာနေရာရှာထားပေးမလဲဆိုတာကမေးခွန်းထုတ်စရာ ဖြစ်နေတယ်လို့ရခိုင်ဝိုင်းရေးနိုင်ငံရေးလှိလာတုံ့တက်သူ မြေပုံမြို့နေကပြည်သူ့လွတ်တော်ကိုယ်စားလှယ်ဟောင်းဦးဖေတန်ကပြောပါရီအဲ့ဒီဒုက္ခသည်ရီရဲ့နေရက်ဟာအေးအေးသိမ့်ပိုက်ထားတဲ့မောင်နှောနဲ့ဘူတိတော်မြို့နေတွေဖြစ်နေတဲ့အတွက်အခုကိစ္စမှာအေးအေးမပါဘေးပြန်လေလက်ခံရေးကိစ္စအဆင်မပြေနိုင်ဘူးလို့ဦးဖေတန်ကဆိုပါရီစစ်ကောင်စီကအဲ့ဒီလိုခွင့်ပြုပေမဲ့လက်ရှိမှာ ပြခိုင်ကဘူးတီတောင်နဲ့မောင်တော်မြို့နယ်တွေကိုစစ်ကောင်စီစီကနေအာရခတတူအီအီကတိုက်ခိုက်သိမ်းယူထားတဲ့အတွေ့မြေပြေမှာအီအီခွင့်ပြုချက်မရှိပေပြန်လည်လက်ခံရေးလုပ်ငန်းစဉ်တွေလုံးဝမဖြစ်နိုင်ဘူးလို့မောင်တော်ဒေတာခန်မွတ်စလင် လူကြီးတယောက်ကပြောပါရီဘင်္ဂလားဒေ့ရှ်နိုင်ငံရောက်ဒုက္ခသည်တွေထေကဒုက္ခသည်တသိန်းရှစ်တောင်းကိုမြန်မာနိုင်ငံကိုပြန်လာဖို့စစ်ကောင်စီကခွင့်ပြုလိုက်တယ်လို့ဘင်္ဂလားဒေ့ရှ်သတင်းဌာနတွေကဧပြီလ၄ရက်နေ့မှာဖော်ပြခဲ့ကြပါရီ